တီအောင်စုလွတ်တော်နာယကသူရဦးရှိမန်းဟာမေလတရက်နေ့မှာကျင်းပပြုလုပ်ခဲ့တဲ့ရခိုင်အမျိုးသားညီလာခံကြောက်ဖြူနောက်ဆုံးနေ့အခမ်းအနားကိုတက်ရောက်လာပြီးအမှားစကားပြောကြခဲ့ရာရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်လွတ်တော်ကိုယ်စားလှယ်တဦးနေနဲ့ကောလွတ်တော်မှာတာဝန်အရှိဆုံးပုဂ္ဂိုလ်တဦးနေနဲ့ပါဆက်လက်ဆောင်ရွက်သွားမယ်လို့ကတိပေးပြောကြားခဲ့ပါတယ်။ သူရောက်ရွှေမန်းကရခိုင်တိုင်းရင်းသားတွေအနေနဲ့အခုထက်ပိုမိုစည်းရုံးမှုလိုအပ်ကြောင်းနဲ့ဖွံ့ဖြိုးတိုးတက်ဖို့အတွက်စီကံရှိဖို့လိုအပ်တယ်လို့ဥပဒေကိုလေးစားလိုက်နာဖို့လိုအပ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်တရားဥပဒေစိုးမိုးရေးဟာအရေးပါတယ်လို့နိုင်ငံတော်ကိုခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံအဖြစ်ရည်မှန်းချက်ထားတည်ဆောက်နေရမှာလဲရခိုင်ပြည်သူပြည်သားတွေရဲ့အခန့်ကဏ္ဍဟာမြင့်မားစွာပါဝင်နေတယ်လို့လည်းသူရောက်ရွှေမန်းကဆိုပါတယ်။သူရောက်ရွှေမန်းကရခိုင်အမျိုးသားညီလာခံဖြစ်မြောက်ရေးအတွက် ခွင့်ပြုပေးတယ်ပြည်တော်စုအစိုးရနဲ့ပြည်နယ်အစိုးရကိုလည်းကျေးဇူးတင်တယ်လို့အမှားစကားမှာထည့်သွင်းပြောကြားခဲ့ပါတယ်ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်တည်ငြိမ်အေးချမ်းဖို့လိုအပ်တာကြောင့်တည်ငြိမ်အေးချမ်းဖို့အတွက်ကတော့တရားဥပဒေစိုးမိုးဖို့အရေးကြီးပြီးတရားဥပဒေစိုးမိုးဖို့အတွက်လွှတ်တော်ကိုယ်စားလှယ်တွေမှာတာဝန်ရှိတယ်လို့ပြောကြားပါတယ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက်နိုင်ငံသားတွေအနေနဲ့စိတ်သက်ခိုင်မာဖို့စီကတ်နဲ့ဥပဒေကိုလိုက်နာဖို့ ီးလုံးညီညွတ်ဖို့လိုအပ်ပြီးအဆိုပါကိစ္စရပ်တွေကိုလိုက်နာပါကဖြစ်ချင်တဲ့ကိစ္စတွေဖြစ်လာနိုင်မယ်လို့လဲသူရဦးရွှေမင်းအမှားစကားမှာပြောကြားခဲ့ပါတယ်ဆက်လက်ပြီး Federal ဆိုတာဟာလက်ရှိမှာတိုင်းရင်းသားတွေပြောဆိုနေတဲ့ကိုပိုင်ပြဋ္ဌာန်းခွင့်အုပ်ချုပ်ခွင့်နဲ့တန်းတူညီမျှအခွင့်အရေးစတဲ့အချက်သုံးချက်ဖြစ်တဲ့အပြင်ဗဟုအုပ်စည်းစနစ်ကိုလျှော့ခြင်းလည်းဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီအပြင် power share walk share ရုံးနဲ့လည်းတက်ဆိုင်နေသလိုဒီကနေ့ခင်မှာဗဟုဥစည်းချုပ်ကိုင်မှုများပြားနေတာကြောင့်အောက်ချိန်မှာလုပိုင်ခွင့်နေပါနေတယ်လို့လည်းပြောပါတယ်။ဒီလိုအောက်ချိန်မှာလုပိုင်ခွင့်နေနေတာကြောင့်ဒေသကောင်ကျိုးချမ်းသာတွေကိုလုပေးဖို့အခွင့်အလမ်းနေပါသွားတဲ့အတွက်အောက်ချိန်မှာလုပိုင်ခွင့်ပေးဖို့လိုတယ်လို့သူရဥရှင်မန်းကအမှားစကားမှာထည့်သွင်းပြောကြားခဲ့ပါတယ်။ရခိုင်မျိုးသားညီလာခံကိုဧပြီလ29ရက်နေ့ကစတင်ကျင်းပခဲ့တာဖြစ်ပြီးနောက်ဆုံးနေ့ဖြစ်တဲ့မေလ1ရက်နေ့မှာပြည်တော်စုလွတ်တော်နိုင်ငံကသူရဥရှင်မန်းတက်ရောက်လာကအမှားစကားပြောကြားခဲ့တာဖြစ်ပါတယ်။